ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေကိုဖြည့်ရှင်းမှုအတွက်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကိုပုံမှုတိုးမြင့်ဖို့ထိုင်းဝန်ကြီးချုပ်ပေတုန်နန်ကပြောကြားခဲ့တယ်လို့ The Nation ကဖော်ပြခဲ့ပါတယ်။ပေတုန်နန်ဟာအာရှနဲ့ဖက်စိဘိတ်ဒေသဆိုင်ရာစီးပွားရေးနဲ့လူမှုရေးကော်မရှင် SKB ရဲ့82ချိန်မြောက်အစည်းအဝေးမှာတိုက်တွန်းခဲ့တာဖြစ်ပါတယ်။ကမ္ဘာတဝန်းရှိနိုင်ငံတွေရာတဘာဝဘေးအန္တရာယ်တွေပထဝီနိုင်ငံရေးတည်မှမှုတွေရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေအပါအဝင်စိုးရိမ်စရာကောင်းတဲ့နေဆက်ဖြတ်ကျော်ချင်းချောက်မှုတွေကိုရင်ဆိုင်နေရကြောင်းပေတုန်နန်ကပြောပါတယ်။ AP 21ရက်မှ25ရက်အထိဘန်ကောက်မြို့မှာကျင်းပမယ်။အဲ့ဒီအစည်းအဝေးမှာ ာအာရှနဲ့ Pacific ဒေသရေရှည်ဖွံ့ဖြိုးတိုးတက်သည့်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးအမည်ရှိကောင်စဉ်နဲ့ပေတွန်ကအာရှ Pacific နိုင်ငံတွေကဝင်ကြီးတွေကိုအမှားစကားပြောကြားခဲ့တာဖြစ်ပါတယ်။အဲ့ဒီညီမချက်အရစင်စက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးညီမချက်တွေနဲ့အတူလက်ရှိကျင့်သုံးနေတဲ့မူဝါဒနဲ့အသည့်ပေါ်ပေါက်လာတဲ့မူဝါဒတွေကိုဆွေးနွေးမှုတွေပြုလုပ်ဖို့နဲ့ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေကိုဖြေရှင်းနိုင်ဖို့ရည်ရထားတဲ့အစီအစဉ်တွေလည်းပါဝင်ခဲ့ပါတယ်။အဲ့ဒီစိန်ခေါ်မှုတွေကညဉ့်ညံရေးတည်ငြိမ်ရေးလုံခြုံရေးနိုင်ငံတကာနဲ့ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုတွေအပေါ်တက်ရောက်နေပါတယ်။အဲ့ဒါကြောင့်ကျမတို့အားလုံးပေါ်တက်ရောက်တဲ့ အထိပ္ပယ်ဖြစ်ပါလေလို့ပေရိုနန်ကပြောကြားခဲ့ပါတယ်။အဲ့ဒီစင်ကုန်မှုတွေကိုဖြေရှင်းဖို့အတွက်အလွာပေါင်းစုံမှပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့လိုအပ်တယ်လို့လည်းပေရိုနန်ကပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂ ASEAN, ASEAN, BIMSTEC, OECD နဲ့အာရှပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲလို့နိုင်ငံပေါင်းစုံပါဝင်တဲ့အဖွဲ့အစည်းတွေရဲ့အရေးကြီးပုံကိုလည်းပေရိုနန်ကအလေးထားပြောကြားခဲ့ပါတယ်။အဲ့ဒီပြင်မလ28ရက်ကထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံတို့မှာလှုပ်ခတ်သွားတယ်။အင်အားပြည့်ငလင်ပြီးမှပြည်လဲထူထောင်ရေးလုပ်ငန်းစဉ်တွေအတွက်နိုင်ငံတကာရဲ့ကူညီထောက်ပံ့မှုတွေနဲ့ဆွေးနွေးညှိနှိုင်းမှုတွေရဲ့အရေးကြီးပုံကိုလည်းပေရိုနန်ကထည့်သွင်းပြောကြားခဲ့ပါတယ်။ တယ်။ဗတ်ပေါင်းဆောင်ဖွံ့ဖြိုးတိုးတက်မှုကိုရရှိစေဖို့အတွက်ထိုင်းနိုင်ငံဟာဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာတွေကိုမဟာမိတ်နိုင်ငံတွေနဲ့ဆက်လက်မျှဝေကျင့်သုံးသွားမယ်လို့လည်းပီတိုနန်ကပြောကြားခဲ့ပါတယ်။